မင်္ဂလာပါရှင်။2025ခုနှစ်မေလ28ရက်နေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မမူပါရှင်။ထိုင်းမြန်မာနယ်စပ်တိဘောဘူစစ်စကောင်ကိုစစ်ကူလာတဲ့အင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNN ပူးပေါင်းတပ်ဖွဲ့တွေကချိန်မုံလိုက်ပြီးစစ်သား30ကျော်အရှင်ဖမ်းမိကစစ်သားအများပြားသေဆုံးပြီးလက်နက်များလည်းရရှိလိုက်ပါတယ်။ခင်မုံကဓာတ်စီလောင်မီးရှို့လို့ဇနီးဖြစ်သူသေဆုံးခဲ့ရပါတယ်ရှင်။ပွားတပ်ဖွဲ့ကိုမှုရဲစေဝါရောင်းဝယ်မှုနဲ့ တက်စင်ကဆွဆွဲကထိုင်းနိုင်ငံရဲ့ရန်သူဖြစ်သတ်မှတ်ပြီးအရေးယူဖို့လိုကြောင်းလည်းပြောပါတယ်။တောင်ကုံမြို့နယ်စပတ်ကျွဲရွာကိုစစ်ကောင်စီကဝင်ရောက်မီးရှို့တာကြောင့်အိမ်900ကျော်ပျက်စီးခဲ့ပါရဲ့ရှင်။လက်ဗရန်ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုပြစ်တက်ခံလိုက်ရပါတယ်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတပုတ်အနေနဲ့ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တိဘောဘူစခန်းကိုစစ်ကူလာတဲ့အင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNN နဲ့ပူးပေါင်းတပ်ဖွဲ့တွေကချိန်မုံလိုက်ပြီးစစ်သား30ကျော်အရှင်ဖမ်းမိက အများပြားတည်ဆုံသွားကြောင်း KNN နဲ့စစ်ရေးတင်ရင်းမြစ်ကပြောပါတယ်။မနေ့ကမေလ28ရက်နေ့ကစပြီးကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်တိဘောဘူစစ်တပ်စခန်းကိုစစ်ကူလာတဲ့အင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းကို DKBA ဌာနချုပ်စုံစည်းညိုင်အနီးကို ရောက်ရှိနေခြင်း ။ KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းဒီကနေ့မနက်ပိုင်းမှာအဲ့ဒီစစ်တပ်စစ်ကြောင်းမှစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးစစ်သား30ကျော်အရှင်ဖမ်းဆီးရမိထားကြောင်းနဲ့အများအပြားတေဆုံကြောင်းလည်းသိရပါဗျ။အဲ့ဒီစစ်ကြောင်းကတေဘောဘို့ကိုတွားဖို့လာတာ GKBA ဌာနချုပ်နားရောက်တော့တော်လရဲတက်တွေကပိတ်ဆို့ပြီးတော့တိုက်ခိုက်တာ အခုတော့ရှင်းသွားပါပြီစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားပါပြီစစ်ကြောင်းမှာအင်အား82ဦးပါပါတယ် ဓာပြက်တိုက်ခိုက်တာမှာ30ကျော်လက်ရှိအရှင်ဖမ်းမိထားတယ်။ကျန်တာတွေအကုန်လိုက်ရှင်းနေတယ်။လက်နက်တွေလည်းရထားတယ်။လေရင်လာကျဲနိုင်လို့တတိထားနေရတယ်။မနေ့ကနေဒီနေ့မနက်ပိုင်းမှာအပြီးဓာပြက်တိုက်ခိုက်တာပါလို့စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါဗျာ။ဒါပြင်တေဘောဘိုရွာထိပ်မှာရှိတဲ့အကြဖတ်စစ်ကောင်စီရဲ့တေဘောဘိုစခန်းနေရာနဲ့ကာကဲစခန်းနေရာတွေကို KNN မဟာမိတ်တပ်တွေကပိတ်ဆို့တိုက်ခိုက်နေကြောင်းလဲသိရပါဗျ။ထိုင်းမြန်မာနယ်စပ် ဝေါ်လီမှာ KNN မဟာမိတ်တပ်တွေအကြံဖတ်စစ်ကောင်စီတပ်တွေကိုဆက်လက်မနာတမ်းထိုးစစ်ဆင်တိုက်ခိုက်နေပြီးမဟာမိတ်ပူပေါင်းတပ်တွေအနေနဲ့လည်းကနဲလီမော်ခီတီတဲပလဲစခန်းတွေကို တိုက်ခိုက်နေကြောင်းသိရပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းသနက်ပင်မြို့နယ်မတ်တက်စုကျေးရွာမှာခင်မွန်းကဇနီးဖြစ်သူကိုဓာတ်ဆီလောင်မီရှိုးခဲ့တဲ့အတွက်တေဆုံးခဲ့တယ်လို့ဒေတာကန်တွေစီကနေသိရပါဗျ။အသက်16နှစ်အရွယ်မတ်တူတူဆန်ကို မေ24ရက်နေ့ည7:00နာရီခန့်မှာခင်မွန်းဖြစ်သူ အသက်38နှစ်အရွယ်ကျော်လင်းသိန်းကဓာတ်ဆီလောင်းမီးရှို့ခဲ့တာလို့သိရပါဗျ။ကောင်လေးကကောင်မလေးကိုရခင်ရခင်ကလေးကမူယူပြီးမြင်းဆဲတာတော့ရှိတယ်။အခုတော့ဘာဖြစ်တယ်ဆိုတာမသိရဘူး။ယောက်ျားကအရက်တောက်လာပြီးမူးရစ်ပြီးရိုင်းနှက်နေတာကနေဓာတ်ဆီလောင်းမီးရှို့တာတနက်ပင်ဆေးရုံကနေဘကိုးဆေးရုံပို့ရတာနောက်တည့်ရက်ဆုံးသွားတာလို့ဒေတာကန်တအူကပြောပါတယ်။မီရှိုးခံရတဲ့အတန်ကြောင့် အဲ့ဒီအမျိုးသမီးမှာပေါင်လေကစကခန္ဓာကိုယ်အထက်ပိုင်းတစ်ခုလုံးမိလောင်တန်ရာတွေရရှိထားပြီးဘကိုးဆေးရုံမှာဆေးကုသမှုခံယူနေစဉ်မေလ25ရက်နေ့ည8:00နာရီခန့်မှာသေဆုံးသွားတယ်လို့ဆိုပါတယ်။ဒါပြင်လက်ရှိ online ပေါ်မှာပြန့်နှံ့နေသလိုကြီးစားထားလို့ရောက်ရှားဖြစ်သူနဲ့ရံဖြစ်ပြီးမိရှုခံရတာမဟုတ်ဘူးလို့လည်းသေဆုံးသူနဲ့နှိစက်တဲ့ရွာကန်တွေကပြောပါတယ်။ Facebook ပေါ်မှာပြန့်နေသလိုမျိုးမဟုတ်ပါဘူး။ရှုပ်ရှုပ်ရှက်ရှက်မရှိပါဘူး။ကောင်မလေးကယူတာမှအဖေတခု သမီးတစ်ခုပါရိုးပါတယ်ကြောက်ကြရဲ့ခိုင်းရနေစေရသွားလိမ့်ပါကြွားမှလည်းလာစုံစမ်းလို့ရပါတယ်လို့သူကဆက်ပြောပါတယ်အလောင်းကိုတော့ကြေးရွာကိုပြန်မတဲတော့ပဲမေလ26ရက်နေ့ကဘကိုးမြို့မှာရှိတဲ့တုတ်တန်တစ်ခုမှာဒကြိုလိုက်ကြတယ်လို့လည်းသိရပါတယ်ခင်မုန်းဖြစ်သူကျော်လင်းသိန်းကိုတော့ဒေတာခံတွေကချစ်စင်ဖြစ်တဲ့ညရင်းချင်းပဲဖန်းစီကတနက်ပင်ရဲစခန်းကိုအနံထားပြီးရဲစခန်းကရာဇသက်ကြီးပုံမှာ326အပြင်းထန်နာကျင်စင်မှုအရာ ကနဦးအမှုဖွင့်ထားတယ်လို့သိရပါရဲ့ရှင်။ဆက်လက်ပြီးအိန္ဒိချင်းမြန်မာနိုင်ငံကဝါပြည်သွေးစည်းညှို့ညွေတဲ့ UWSA ဟာမူရည်စေဝါမောင်ခိုမှုတွေနဲ့ဆက်ဆက်နေတယ်လို့ထိုင်းဝန်ကြီးချုပ်ဟောတက်စင်ရှင်တော်ဝက်ကဆွဆွဲပြီးတော့ပြပြန့်ထန်ထန်တုတ်ပြန်အေးအယူတင့်တယ်လို့ပြောကြားသွားပါတယ်။ UWSA နဲ့မူရည်စေဝါမောင်ခိုရောင်းဝယ်တဲ့အစုဖွဲ့အားလုံးကိုထိုင်းနိုင်ငံရဲ့ရန်သူအဖြစ်ရှုမြင်ဖို့လိုတယ်လို့တက်စင်ကဆိုပါတယ်။ အခုသတင်းပတ်ထဲမှာထိုင်းမူရစေဝါထိန်းချုပ်ရေးဖုန်းအဖွဲ့ရော ONCB ကကျင်းပတဲ့အခမ်းအနားတစ်ခုမှာသက်စင်က UWSA နဲ့ပတ်သက်လို့အခုလိုခါတီးတင်းပါတဲ့မှတ်ချက်မျိုးပေးသွားတာလည်းဖြစ်ပါတယ်။သက်စင်ဟာဝင်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့စဉ်ကမူရစေဝါတိုက်ဖြတ်ရေးအစီအမံတွေနဲ့ပတ်သက်ပြီးအတွေ့အကြုံမျှဝေပေးဖို့ဖိတ်ကြားခံရတာလည်းဖြစ်ပါတယ်။2003ခုနှစ်မှာမူရစေဝါခိုင်းတွေကိုသက်စင်ကစစ်ကြင်ညာပြီး ျော်ခွင်းခဲ့တဲ့အပေါ်လူလူထောက်ခံမှုရရှိခဲ့ပေမဲ့တစ်ဖက်မှာတော့လူ6400ကျော်တေဆုံးခဲ့ပြီးလူအခွင့်ရေးအဖွဲ့အစည်းတွေရဲ့ဝေဖန်မှုကိုလည်းကြုံတွေ့ခဲ့ရပါတယ်။တပ်စင်ကထိုင်းရဲ့မူရစ်စေဝါပြဿနာကိုဖြေရှင်းရမှာနိုင်ငံပြင်ပမှာထုတ်လုပ်ပြီးပြည်တွင်းကိုတင်သွင်းလာတဲ့လမ်းကြောင်းတွေကိုအထူးဂရုပြုဖို့လိုတယ်လို့ပြောပါတယ်။အဲဒီနောက်မှာထိုင်းရဲ့မူရစ်စေဝါပြဿနာအတွက်အဓိကခေါင်းခဲစီမဲ့ပင်မလမ်းကြောင်းအဖြစ် ်ဝါတက်လို့တုံးလုံးခေါ်ဝေါ်လေးရှိကြတဲ့ UWSA ကိုသူကတိုက်ရိုက်လက်ညှိုးထိုးခဲ့တာပါတက်စင်ကထိုင်းနိုင်ငံကိုဝင်ရောက်နေတဲ့မူရစ်စေဝါအားလုံးနှိပါဟာ UWSA ကထုတ်လုံနေတာလို့လဲစွပ်စွဲခဲ့ပါတယ်သူကထိုင်းအစိုးရအနေနဲ့အိနီချင်းနိုင်ငံတွေနဲ့ပေါင်းပြီးတော့ UWSA ကိုဖြိုခွင်းပေးရေးကိစ္စတွေအတွက်မြန်မာဘက်ကိုဖိအားပေးတောင်းဆိုတင်ကြောင်းလဲဆိုပါတယ်ဒါပေမဲ့ဒီကိစ္စကိုမြန်မာဘက်က ြက်ကွက်ပြီးမူရစ်စေဝါထုတ်လုပ်မှုတွေကိုမတားနိုင်ဘူးဆိုရင်ခွင့်ပြုချက်တောင်းခံပြီးတော့ထိုင်းနိုင်ငံကိုယ်တိုင်တောက်ပြန်အရေးယူဖို့စဉ်းစားတင်ကြောင်းလဲသက်စင်ကဆိုပါတယ်။ဒါဟာသက်စင်ကပြည်ရင်းမှာကြုံတွေ့နေရတဲ့မူရစ်စေဝါပြဿနာတွေနဲ့ပတ်သက်လို့ UWSA ကိုတိုက်ရိုက်အကြဆုံးဆွဆွယ်ပြီးအပြင်းထန်ဆုံးချိန်ချောက်လာတာလဲဖြစ်ပါတယ်။ UWSA ရဲ့လာရှိုးဆက်ဆံရေးယုံတာဝန်ခံဦးညီရန်ကတော့သက်စင်ရဲ့ဇကားတွေဟာ အချိန်ကိုက်နိုင်ငံရေးကစားကွက်ဖြစ်ပြီးတော့အခြေအမြင့်မရှိတဲ့ဆွတ်ဆွဲချက်တွေလို့တုံ့ပြန်ထားပါတယ်လူမှုကွန်ရက်ပေါ်မှာရေးသားထားတဲ့ပို့တစ်ခုမှာတော့ဥညီရံကမိုင်းရာထောင်ချီတဲ့မြန်မာနှဲဆက်နိုင်မိမိတို့ UWSA ဝါတပ်ဖွဲ့ပဲရှိနေတာမဟုတ်ပါဘူးမူရင်စေဝါများသည်မိမိတို့အားအနေရပြုတည်တာမကလူသားများရဲ့ဘုံရံသူဖြစ်ပြီးစင်စက်မပြတ် စ조사တိုက်ဖြတ်တော့လဲပိတ်ပင်တားဆီးဖို့မလွယ်ကူပဲလို့ရေးသားထားပါတယ်။ဒါပြင်သူကဆက်ပြီးတော့ဝါတာဖွတ်ထိုင်းချုံနယ်မြေအတွင်း2005ခုနှစ်မူရစ်စိုက်ပျိုးမှုကင်းစင်နယ်မြေအဖြစ်ကဘာအားကြီးညာခဲ့ပြီးဆက်လက်ပြီးတော့မူရစ်စေဝါများစိုက်ပျိုးထုတ်လုပ်ကျောင်းဝယ်တဲယူပို့ဆောင်ရေးနဲ့တုံးဆွဲမှုတို့အားကြီးလင်းပြည်တံချမှတ်ကတိုက်ဖြတ်မှုကြောင့်မူရစ်စေတုံးဆွဲမှုအ ਨੇ ဆုံးပြည်နယ်အဖြစ်တွေးရှိနိုင်တယ်လို့လည်းရေးသားထားပါရဲ့ရှင်။ ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်မှာရှိတဲ့ဇပတ်ကျွဲရွာမှာပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့စစ်ကောင်စီတပ်တို့မေလ22ရက်နေ့ကစပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီကရွာတွင်မီးရှို့ခဲ့ရာမှာအိမ်900ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီဇပတ်ကျွဲရွာကတောင်ငူမြို့အနောက်ဘက်ဂျန်ကုန်မန္တလေးအမြန်လန်းမိုင်တိုင်း140ခုအနီးမှာတည်ရှိပြီးအင်ဂျင်1000နီးပါးရှိတဲ့ကျေးရွာတစ်ခုဖြစ်ပါတယ် အခုလိုတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီကမေလ23ရက်နေ့နနက်6နာရီအချိန်ခန့်မှာရွာတွင်းဝင်ရောက်ပြီးတော့အိတ်900ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့လည်းမြို့ကန်တွေကပြောပါတယ်။တိုက်ပွဲကဇပယ်ကျွဲရွာထဲမှာပဲကို ဖြစ်တာရက်ပိုင်းလောက်တော့ကြာပြီးအိမ်တွေကလက်နက်ကြီးကြောက်လားမီးရှို့လို့ပဲလောင်လာလားတေချာတော့မပြောတတ်ဘူးကျွန်တော်တို့ကတော့ဤဆက်ရွာရွာကပဲစစ်ဆောင်ဖို့အတွက်ထုတ်ပေးလို့ရတယ်။အဲ့ဒီဘက်ကိုသွားလို့မရဘူး ဝင်ခွင့်မပေးဘူးလူနေအိမ်၄ဘုံ၃ဘုံလောက်မိလောင်ဖြက်စီကုန်တယ်လို့ကြားတယ်လို့လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှတာဝန်ရှိသူကပြောပါတယ်။ဒါပြင်နဖတ်တိုက်ပွဲပြင်းထန်တဲ့မေ25ရက်နေ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများပါလှုပ်ဆောင်နေတဲ့အတွက်ဇပတ်ကျွဲကျေးရွာအပါဝင်ကြက်ရိုးပင်ငုံမင်းတောပူဇီးပင်သာကျေးရွာစတဲ့အနီးနားတစ်ဝိုက်ကဒေသခံတွေအနေနဲ့ကျွာလုံးကျွဘေးလူရောက်ကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး ဘာသာရေးအဖွဲ့တာဝန်ရှိသူတွေနဲ့နှိစက်တဲ့ဒေတာခံတွေကအကူအညီပေးထားတယ်လို့သူကဆက်ပြောပါတယ်။တချို့ကျတော့နှိစက်ရဆွေမျိုးတွေအိမ်မှာသွားနေကြတယ်။တချို့ကဖုန်ကြီးကြောင်မှာနေကြတယ်။အဲ့ဒီမှာဆူရတခုလိုနေကြရတာပေါ့။အနီးနားတဝိုက်ရွာရှိရွာလောက်ကရှောင်ကြရတယ်။ဇပတ်ကျဲရွာကတော့ဆူဆူရွာရွာဖြစ်တာပေါ့။တန်တဲ့ရွာကျတော့သူတို့နဲ့နေတော့ကြိုးရှောင်ကြတဲ့လူတွေများတယ်။လူတွေကတော့လိုက်ခေါ်ထုတ်နေရတော့မယ်။ အများနဲ့ဆိုတော့စားရေးတောက်ရေးနေရေးထိုင်ရေးအတွက်တော့အခက်အခဲရှိတာပေါ့လို့သူကဆက်ပြောပါတယ်။ဘုံတော်ကြီးចောင်းမြောက်ကို ရောက်ရှိနေတဲ့စစ်ဘေးရှောင်တွေကိုတောင်ကူမြို့နယ်မှာရှိတဲ့လူမှုအသင်းအဖွဲ့နဲ့ဒေသခံတွေကတနိုင်တစ်ပိုင်းကူညီပေးလျက်ရှိတယ်လို့စစ်ရှောင်များလူမှုကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။စစ်ရှောင်ကောက်စီနဲ့ဒေသအခြေဆိုင်တော်လန်ရေးတပ်ဖွဲ့တွေရဲ့တီတွေးတိုက်ပွဲတွေကြောင့်မေလ22ရက်နေ့ကစပြီးယနေ့ချိန်ကြီးလူတထောင်ကျော်ခန့်ကနေရမပြောင်းရဲသေးပဲ ဆက်လက်တင်းရှောက်နေစေလို့ဒေတာခန့်နဲ့စစ်ဘေးရှောင်ကူညီပေးနေသူတွေကပြောပါတယ်။ KNU ထိုင်းချုပ်နယ်မြေဒူတထူတောင်ငူညောင်လေးပင်ဘိတ်တဝဲဖာပွန်ဒူပလာယာနဲ့ဖအံစတဲ့ခရိုင်ခုနှစ်ခုတွင်ပြီးခဲ့တဲ့မတ်လအတီးကရင်လက်နက်ကင်တပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားမှုဒေချောင်းနဲ့လက်နက်ကြီးတို့တိုက်ခိုက်မှုအပြင်မြေငလင်လှောက်ခတ်မှုတွေကြောင့်နေရွှေ့ပြောင်းနေထိုင်ရသူ IGP ဦးရဲ့73ကျော်အထိ ရှိလာတယ်လို့ကရင်ပြည်နယ်နေရက်စွန့်ခွာသူကော်မတီ CIDKP ရဲ့ဧပြီလ၈ရက်နေ့ထုတ်ပြန်ထားတဲ့စာရင်းတွေအရသိရပါရရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဗဟိုတိုင်းလက်ဗရန်မြို့နယ်ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတအုပ်ကိုမနေ့ကမေလ29ရက်နေ့မနက်7:00နာရီကျော်မှာပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေစီကနေသိရပါရယ်။အတက်ခံရသူမှာရေစီးကျေးရွာအုပ်ချုပ်ရေးမှူးအသက်30အရွယ်ချစ်လင်းဖြစ်ပြီး သူ့အိမ်မှာတဦးတည်းကြံနေချင်းပြစ်ခတ်ခဲ့တာလို့ဆိုပါရယ်သူ့အိမ်မှာကမိသားစုကပုန်းနေတာလားထွက်ပြေးတာလားမသိဘူးတယောက်မှထွက်မလာဘူးအိမ်ဝင်ချိန်မှာတော့သူကထွက်ပြေးဖို့ကြံတော့နိုင်မမနဲ့နှစ်ချက်ပြစ်ခတ်လိုက်တာလို့ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာယာဝရီခရိုင်ပါကဖအမတ်တစ်တိုက်ခိုက်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါရယ်ကိုချင်းလင်းကိုပြီးခဲ့တဲ့2024အောက်တိုဘာလမှာစစ်ကောင်စီတပ်ကမြေစည်းကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှုအဖြစ်ခန့်အပ်ထားတာလို့လဲဆိုပါတယ် အုပ်ချုပ်ရေးမှုမဖြစ်ခင်ကတည်းကစစ်ကောင်စီတပ်တွေနဲ့ပေါင်းကစစ်မှုထံဥပဒေကိုအကြောင်းပြပြီးတော့လူငယ်တွေကိုဖမ်းဆီးရမှာကိုယ်တိုင်ပါဝင်နေသူဖြစ်တယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့မေလ27ရက်နေ့ကလည်းလက်ဗရန်မြို့နယ်တိုက်ဝါချောင်းကျေးရွာနေစစ်ကောင်စီတပ်အတင်းပေးရာအိမ်မှုအုံတောက်ကိုရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ဒီကနေ့ညနေခင်းကနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာပြီး ဆရာနာရှင်စနစ်ကိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါသေးရှင်။